င်ရောက်နေနိဗ္ဗာန်သို့ရောက်ကြကောင်းမြတ်သောပါရမီကုသိုလ်ဖြစ်ပါစေသာဘင်္ဂသမ္မနာကရံဥပောဒရတိလံသာဓုကံကတဝါဓမ္မအပမာဒီနသံဝရီသာ ယနေ့သာသနာတော်နေ့2569ခုမြမကောဇာတက္ကရိ1389ခုနှစ်တတိယလာဇာ6ရက်29ရက်9လ2025တနင်္လာနေ့နဲ့ညနေ့လေကင်းနန္ဒာကြီးအချိန်ကာကာလရန်ကုန်တိုင်းဒေသကြီးလက်ဦးမြို့မြို့ပါရက်ွက်နိဗ္ဗာန်လံကုသိနာယုံရိယတိဓမ္မပိမအစအသင်ကြောင်းတဲ့အတွင်းကို ယဝိယတိသီသီမရောက်ရှိလာကြကုန်သောစွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါလူတိုင်းကြကုန်သောဒါယကဒါယိကမှာပေါင်းသူတော်ကောင်းတို့ဤပစ္စည်းလေးပါယေစုတရားကိုတုံ့ပြန်သည့်အနေအားဖြင့်ပြန်လဲဟောကြားအပ်သောအနန္တ၅ပါးနှင့်ပစ္စည်းလေးရဲ့ယေစုဆက်35ကြိမ်မြောက် ဘောဟာတွင်တပသပင်များတွင်ဒီကလေးတရင်ကျုလာဇံရှိရသည့်အချိန်ခါကာလမှာမြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သောဒေသနာတော်ရုကနေထုံထုံပြီးတော့ကာမဝရီနှင့်ခုံးဆုပ်တရာတို့ဤအကြောင်းအရာကိုအခြေခံပြီးတော့ဟောကြားအပ်သောစေတနာကောင်းမှကံကောင်းပြီလို့မြည်ရှိတဲ့တရားဒေသနာတော်